ားလုံးပဲမင်္ဂလာပါဒီ vlog လေးကတော့ကျွန်တော်မမလေးအောင်နဲ့အတူတူမမစီကိုသွားကြတဲ့ vlog လေးဖြစ်ပါတယ်မမဆိုတာကတော့အသားကင်နဲ့အသီးဖြော်ရည်မျိုးစုံရတဲ့ဆိုင်ကလေးဖြစ်ပါတယ်ဟုတ်ကဲ့နော်ဘုရားသခင်ဟုတ်ကဲ့ချူရဟလာဒီဆိုင်လေးမှာအကင်အတွက်ဝတ်သားမဲသားကြက်မဲတွေရောပြီးတော့ပလဲစာအစုံတွေရောရပါတယ်ဝါ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 အမို့ အခုကျွန်တော်တို့ဆိုင်ထဲကိုရောက်ပြီးတော့ဇပွဲကုန်နေရာယူပြီးတဲ့အချိန်မှာအခုလိုပဲဇလက်ရွက်ကောင်းငယူတီကယုံတီတီရောပါတဲ့ဗိုင်းတပန်းလာချပါတယ်ပြီးတော့ကြတော့ဇလက်ရွက်နဲ့မြုပ်ပြီးတော့အကင်းနဲ့ရောစားစရာမောက်ဖက်လေးလာချပေးပါတယ်နောက်ပြီးတော့ကြတော့ကျွန်တော်တို့အချင်းလေးလာချပေးနောက်ပြီးတော့ကြတော့ဒီဟင်းတောက်ကိုလည်းလာချပေးပါတယ်အခုဒါကတော့ကျွန်တော်တို့ရွေးထားတဲ့ကင်စရာတွေဖြစ်ပါတယ် အခုစပြီးတော့กินနေပါပြီကျွန်တော်တို့မှာထားတာတွေကတော့ကြံမဲပါတယ်ပစွန်ပါတယ်အမိုးပါတယ်ပြီးတော့ဝတ်သားပါပါတယ်အကင်နယ်လေးရတော့กินရင်းနဲ့ကိုအရန်ကိုမှွေနေပါပြီဒါတော့ကျွန်တော်မှာထားတဲ့ထပ်ပတိဖြော်ကြီးဖြစ်ပါတယ်အခြားတိဖြော်ကြီးလည်းရပါတယ်ဒါတော့ကျွန်တော်အခြေစုံမလို့ကျွန်တော်တို့ထပ်ပတိဖြော်ကြီးမှာထားတာဖြစ်ပါတယ်ဒီထဘာဒီဖြော်ရရလေးရလေတော်တော်လေးကောင်းပါလေဗျာ အခုတော့กินထားတဲ့ကင်လေးကိုစနေပါပြီဒီกินလေးတွေကတော့ရန်ကိုမွေးတယ်ရာသာရတော့တော်တော်လေးကောင်းပါတယ်နောက်ပြီးတော့ကျွန်တော်ဒီမှာအချက်နှမျိုးပြည့်တွေထဲမှာလည်းအနည်းငယ်စလုံးတော့ကျွန်တော်ကြိုက်တဲ့ရာသာလေးဖြစ်ပါတယ်ဝေးရပါရဲ့မောင်ရဲ့ အခုဒါရပဇွန်တက်တက်ကိုกินနေဖြစ်ပါတယ်ဒီပဇွန်လေးတွေကလည်းအငွေလေးထောင်းထောင်းနဲ့ရမ်းကိုမွေးပါတယ်တကယ်ပဲကျွန်တော်စာဝတ္ထမဆိုင်တွေထဲမှာဒီဆိုင်ကအကင်ရတာလေးတွေကလည်းတော်တော်လေးကောင်းတယ်လို့ပြောလို့ရပါတယ်အခုတော့အကင်ကိုလည်းမဲသွားပြီกินထားသမျှအရာတွေလည်းအကုန်လုံးစပြီးသွားပါပြီအခုမှထားတဲ့အသီးဖြော်တွေကိုလက်ဆက်တက်နေနဲ့တောက်ပါတယ်နောက်ပြီးလို့ရှိရင်ဒီဆိုင်ကအားလုံးစပြီးသွားတဲ့အခါမှာအချိုတဲဖို့အတွက်အသီးတွေလာချပေးပါတယ်อืมဘာလို့ပဲ လာချပေးတဲ့ဖျက်ဒီစိတ်လေးတွေလည်းချူစိတ်ပြီးတော့ရန်ကိုစက်ခေါင်ခဲ့ပါတယ်အခုဒီဗီဒီယိုလည်းဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ဒါကတော့ကျွန်တော်ရဲ့ပထမအဆုံးအစားတော်ဘလော့လေးဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာထပ်တွေ့ကြပါဦးမယ်